လက်ပတန်းမြို့မှာပင်မကြောင်းနာတပိတ်စစ်ကြောင်းကိုရဲတပ်ဖွဲ့ကအင်အားလုံးပိတ်ဆို့ထားတဲ့ပေါ်ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာပြုလုပ်နေပါတယ်။ဒေါ်ခင်ယူပတင်ဆက်ထားပါတယ်။ဝိတ်ပင်မစစ်ကြောင်းဆန္ဒပြပွဲမှာကိုဦးအားဖြစ်တော်ရီရန်ကုန်မြို့ကိုဝင်ရောက်မယ်။ပင်မကြောင်းနာတပိတ်စစ်ကြောင်းကိုဘကိုးတိုင်းလက်ပတန်းမြို့အရောက်မလ3ရက်နေ့မနက်ကစတင်ပြီးရဲတပ်ဖွဲ့ကပိတ်ဆို့တားဆီးထားတာပါ။တပိတ်မောင်ကြောင်းသားတွေကိုအကြမ်းမဖက်ဖို့အတွက်ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံရေးတက်ကြွသူတွေကလည်းဆန္ဒပြခဲ့ကြပါဗျ အချမ်းပတ်ပြီးနေမှုတွေလုံးဝမလုပ်ဖို့ကျွန်တော်တို့တတိပေးပါတယ်ကျွန်တော်တို့ကလည်းအချမ်းမဖတ်ပါနဲ့ကျောင်းသားကလည်းအချမ်းမဖတ်ပါနဲ့ညီသူတို့ကလည်းအချမ်းမဖတ်ပါနဲ့အချမ်းဖတ်မှုကြောင့်ကျွန်တော်တို့နိုင်ငံမှာကောင်းလာကြဘာမှမရှိပါဘူးကျွန်တော်တို့နိုင်ငံမှာဒီဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ရှေ့ဆက်သွားအောင်လုပ်ကိစ္စတွေအများကြီးရှိပါတယ်ကျောင်းသားနဲ့ပြည်သူတွေလည်းစကားပြောနိုင်အောင်လုပ်ကျောင်းသားနဲ့အစိုးရနဲ့လည်းစကားပြောနိုင်အောင်ကျွန်တော်တို့သဘောပေါ်မှာတွေ့ဆုံပြီးဖြေရှင်းမယ် ကျွန်တော်တို့ရင်ချင်း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 တောင်းဆိုတဲ့အချိန်မှာကျွန်တော်တို့နမတ်တော့လည်းမချင်းကြောက်ပါနဲ့ကျွန်တော်တို့လက်နဲ့လည်းမချင်းကြောက်ပါနဲ့ကျွန်တော်တို့ဒါတွေမကြောက်လို့နှစ်ပေါင်းများစွာထောင်နေတာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေပေးဆက်ခဲ့တယ်ကျွန်တော်တို့အသက်တွေပေးဆက်ခဲ့တယ်ကျွန်တော်တို့ချင်းကြောက်တဲ့မိရဲ့ကျွန်တော်တို့ဖီအားပေးဖို့မလုပ်ပါနဲ့လို့ကျွန်တော်ဒီနေရာပြောချင်ပါတယ်လောလောဆယ်မှာတော့တာစီခံထားတဲ့လက်ဗရမျိုးလမ်းမပေါ်မှာသပိတ်မောင်ចောင်းသားတွေနဲ့လိုက်ပဝင်းရံပေးနေတဲ့တန်ကားတော်တွေကသပိတ်စစ်ចောင်းပိတ်ဆို့ထားမှုကိုဖွင့်ပေးဖို့အစာငတ်ခံဆန္ဒပြနေကြပါရယ်။ရန်ကုန်မြို့တော်ခမ်းမရှိမှာတော့ចောင်းသားလူငယ်50လောက်ကဆန္ဒပြက ဗမာတပိတ်စစ်ကြောင်းတာစစ်ခံထားရတဲ့လောက်ရကိုစန့်ကျင်ရှုံချခဲ့ကြပြီးကျောင်းသားတွေကိုအကြံဖက်ဖြိုခွင်းတာမျိုးကိုလုံးဝလက်မခံဘူးလို့ပြောဆိုကန့်ကွက်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ကအင်အားသုံးတာစစ်ထားတဲ့လောက်ရနဲ့တပိတ်မောင်ကျောင်းသားတွေကိုအကြံဖက်မဖြိုခွင်းမှုရန်ကုန်မြို့တွေမှာပဲမန္တလေးပြည်မုံရွာမြင်းကြံပေါင်းတဲ့နဲ့ပခုတ်ကူမျိုးတွေမှာလည်းကျောင်းသားတွေကကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လို့တည်းကကျွန်တော်တို့ကျောင်းသူကျောင်းသားတွေကိုအကြက်ဖက်ပြုတ်ခွင်းမှုမပြုဘူးလို့သာပြောတယ်။သူတွေကလမ်းတွေကိုအကုန်လုံးပိတ်ကြတယ်။ကျွန်တော်တို့ရဲ့ညီတော်တွေတဲတဲ့ပုံကြီးသားကိုသူတို့ဝိုင်းကြတယ်။ကျွန်တော်ရဲ့ညီတော်ရဲ့ဘုံကြီးအစာအနက်ခံပြီးအောင်စံတာပြနေကြတယ်။ဒီအချိန်မှာကျွန်တော်တို့ကသမီးသားတွေကြတယ်။အချိန်အမီတစ်ခုကိုနှာရှင်ကြည့်ပါကျွန်တော်တို့ရေကန်ဒီကိုသိမလားမသိဘူးလားဆိုတော့ မင်္ဂလာမြို့26လမ်း82လမ်းတောက်မှာတော့ပြမသပိတ်စစ်ကြောင်းကိုထောက်ခံတဲ့အနေနဲ့ထိုင်သပိတ်ဆင်နွယ်ဆန္ဒပြခဲ့ကြပြီးတပ်ဆိုင်ရာခရင်အုပ်ချုပ်ရေးမှုအဖွဲ့ကလာရောက်တားမြစ်တာတွေရှိခဲ့ပါတယ်။ကျောင်းသားသပိတ်စစ်ကြောင်းကိုတာစီပိတ်ဆို့တဲ့လုပ်ရဲကြောင့်မြန်မာနိုင်ငံမြို့ကြီးတွေမှာကန့်ကွက်ဆန္ဒပြပွဲတွေတပြိုင်တည်းလို့ပေါ်ပေါက်လာခဲ့တာပါ။ကျွန်မခင်ဗျာပါရှင်။